မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါရမယ်ပထမအဦးဆုံးတပုတ်အနေနဲ့ မြန်မာစစ်ကောင်စီနဲ့အတိုက်ခံတွေကြားငိမ့်ချင်းဆွေးနွေးဖို့ဖြစ်နိုင်ခြင်းရှိရလို့ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာစစ်ကောင်စီနဲ့တော်လိုင်းဖွဲ့တွေကြားငိမ့်ချင်းဆွေးနွေးဖို့အခွင့်အရေးတွေများပြားခဲ့တယ်လို့ဝန်ကြီးချုပ်ဟောင်းတက်စင်ရှင်းနာဝက်ကပြောပါရယ်။မကြာသေးမီကဘန်ကောက်မြို့မှာကျင်းပတဲ့ထိပ်သီးဆွေးနွေးပွဲမှာအဆိုပါစစ်ကိုကိုစစ်ကောင်ဆောင်ဖို့ချုပ်မူကြီးမင်းအောင်လိုင်ကအပြုသဘောဆောင်စွာတုံ့ပြန်ခဲ့တယ်လို့သိရပါရယ်။၆တိမ်မြောက်ပင်စတန်ထိပ်သီးဆွေးနွေးပွဲဘေးဘန်အဖြစ်မင်းအောင်လိုင်နဲ့ဆွေးနွေးခဲ့တယ်လို့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီး ချုပ်အန်ဝါအီဘရာဟင်ရဲ့အကြံပေးဖြစ်သူသက်စင်ကဆိုပါတယ်မြန်မာစစ်ကောင်စီကတွဲဆောင်ဆွေးနွေးရေးသဘောတူဖို့မရပြီးကျွန်တော်တို့ဆွေးနွေးမှုအဆင်ပြေချုံးမွေ့စေဖို့ဆန္ဒရှိပါတယ်ပို့ချုပ်မူကြီးမြောင်းလိုင်းကကျွန်တော်တို့စကားနားထောင်ပြီးဆွေးနွေးမှုတွေထပ်မံပြုလုပ်သွားမှာပါလို့သက်စင်ကဆိုပါတယ်မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးပြန်လည်ရရှိတာနဲ့အဲ့ဒီရှိမှန်းချက်အတွက်ပထမခြေလှမ်းဖြစ်တဲ့ငြိမ်းချမ်းဆွေးနွေးမှုတွေအရေးပါတာကိုမြောင်းလိုင်းနဲ့သူကဆွေးနွေးခဲ့ပါတယ်ကျွန်တော်တို့ဘယ်ဘက်နဲ့မှမပေါင်းပါဘူးကျွန်တော်တို့ဆွေးနွေးမှုတွေစတင်မဲ့ဖိုရမ်တစ်ခုဖန်တီးခြင်းရုံ ်ပါလို့၎င်းကဆက်ပြောပါတယ်မြန်မာစစ်ကောင်စီနဲ့တော်လိုင်းတပ်ဖွဲ့တွေကြားငြိမ်းချမ်းရေးဆွေးနွေးမှုနဲ့နိုင်ငံအကျဉ်းသားတွေအရင်ဆုံးမလွတ်ပြီးတည်၍မြန်မာနိုင်ငံမှာရွေးကောက်ပွဲတရကျင်းပနိုင်မှာမဟုတ်ဘူးလို့သက်စင်ကယုံကြည်တာကြောင့်အဆိုပါကိစ္စကိုမဆွေးနွေးခဲ့ဘူးလို့သိရပါတယ် ဆလတ်ဘီအာဆီယံကောင်ဆောင်တွေနဲ့မင်းအောင်လိုက်ဧပြီလ18ရက်နေ့ဘန်ကောက်မှာတွေ့ဆုံမယ့်ကိစ္စငလင်ပင်အကူအညီပေးရေးအဓိကလို့မလေးရှားဝန်ကြီးချုပ်ကာကွယ်ပြောဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်ကောင်ဆောင်မင်းအောင်လိုက်နဲ့အာဆီယံကောင်ဆောင်တွေလာမယ့်ဧပြီလ18ရက်နေ့ကြာတာပရင်းနေ့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံဖို့ရှိပြီးအဲ့ဒီလိုတွေ့ဆုံမှုဟာငလင်ပင်နဲ့ပတ်သက်တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအဓိကဖြစ်တယ်လို့မလေးရှားဝန်ကြီးချုပ်အန်နဝါကဆိုပါတယ်။မင်းအောင်လိုက်နဲ့အာဆီယံကောင်ဆောင်တွေပထမဆုံးချိန်တွေ့ဆုံမှာဖြစ် စ်ပါတယ်အာဆီယံအနေနဲ့မြမအရေးဖြေရှင်ရေးပုံသဘောတူညီချက်၅ရပ်ကိုဆက်လက်ကင်ဆွဲထားပြီးတော့အခုတွေ့ဆုံမဲ့ဒီအစည်းအဝေးကတော့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအတွက်သာဖြစ်တယ်လို့မလေးရှားဝန်ကြီးချုပ်ကပြောပါတယ်လက်ရှိအပြစ်ခတ်ရစရေးတက်တန်းတူဖို့စစ်ကောင်စီကိုတိုက်တွန်းနာရီအပါအဝင်ကိစ္စရပ်တွေကိုဆွေးနွေးဖို့မင်းအောင်လိုင်းနဲ့ကြာတာပရိနီဘန်ကောက်မှာတွေ့ဆုံမှာဖြစ်တယ်လို့သူကဆိုပါတယ်မြန်မာနိုင်ငံမှာအပြစ်ခတ်ရစရေးကမကြသေးမီကငလင်လောက်ခတ်ခဲ့တဲ့ဒုက္ခသည်တွေတန်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးအ အဖို့အရေးကြီးတယ်လို့သူကဆက်ပြောပါရယ်မြန်မာနိုင်ငံမှာမကြသေးမီကငလင်လောက်ခတ်မှုပြင်းထန်ခဲ့ပြီးမလေးရှားတပ်မတော်ကဦးစီးတဲ့ယာယီစင်းရုံကနေတဆင်မလေးရှားနိုင်ငံရဲ့အကူအညီတွေဆက်လက်ပေးဖို့သဘောတူထားပါတယ်လို့မလေးရှားဝန်ကြီးချုပ်ကဆက်လက်ပြောဆိုပါရယ်မင်းအောင်လိုင်ကိုဖုန်းခေါ်ပြီးရဲ့နောက်ဧပြီလ18ရက်နေ့ဘန်ကောက်မှာတွေ့ဆုံဖို့သဘောတူညီခဲ့တာဖြစ်တယ်လို့သူကဆက်ပြောပါရယ်ဒါအပြင်စစ်တပ်အနေနဲ့စစ်စင်ရေးတွေရဲ့ဆိုင်ထားမှသာအကူအညီတွေပေးအပ်မှာဖြစ်တယ်လို့သူကရှင်းရှင်းလင်းလင်းပြောကြားဆိုထားပါရယ်ပြည်သူတွေ ဒုက္ခရောက်နေတဲ့ဒါကြောင့်အပြစ်ခတ်ရေးဆိုင်ရေးတောင်းဆိုခဲ့တဲ့နိုင်ငံအကြမ်းမာတို့မြန်မာဘက်ကအပြစ်ခတ်ရေးဆိုင်ရေးကို AP 22ရက်နေ့ထိကြီးညာခဲ့ပါတယ်။ AP 18ရက်နေ့သူနဲ့တွေ့ဆုံချိန်မှာလည်းအပြစ်ခတ်ရေးဆိုင်ရေးကိုတက်တန်းတိုးဖို့တွန်းအားပေးသွားမှာဖြစ်တယ်လို့မလေးရှားဝန်ကြီးချုပ်ကပြောဆိုပြန်ပါတယ်။ နောက်ထပ်တပုံးအနေနဲ့ကနီလီကျောင်းတိုက်ခိုက်ခံရမှုကိုရင်တပားပြန်လွန်တော်ပူမီ၃ပါးတန်ရာရကအရက်သားတည်ဆုံမှုရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကနီမျိုးနဲ့တမင်ချန်ချင်းရွာနဲ့မုတ်တော်ချင်းရွာကိုစစ်ကောင်စီတပ်က AB လ၁၄ရက်မနေ့ပိုင်းမှာလီကျောင်းမှာဆက်တိုက်တိုက်ခတ်နေပြီးကိုရင်တပားပြန်လွန်တော်မူကအမျိုးသမီးတအုပ်တည်ဆုံခဲ့ပါတယ်။စစ်ကောင်စီတပ်ကကနီမျိုးနဲ့ကိုဖုန်းလိုင်းများဖြတ်တောက်ထားပြီးတိုက်လေရင်ဝိုင်းတွဲဆက်တက်လေဒီနဲ့တိုက်ခိုက်ရဟန်းရင်နဲ့တိုက်ခိုက်ခြင်းဖြစ်တယ်လို့ဒေသခံတို့ကပြောပါတယ်။ စစ်ဖြစ်နေတယ်လို့တော့ကိုပြစ်နေတာမြို့မှာကတည်ရက်တိုက်ပွဲဖြစ်နေပါဘူးအခုကဇက်တိုက်ကြီးပြစ်နေတာလို့အဲ့ဒီဒေသခံကပြောပါတယ်မနက်9နာရီကျော်ကစပြီးလေကြောင်းတိုက်ခိုက်တာဖြစ်ပြီးမနက်7နာရီချိန်မှာဝိုင်းတွဲလီရင်နဲ့ပုံအလုံး20ခန်းကျဲချစဉ်တိုက်ခိုက်တည်ဆုံမှုရှိတယ်လို့သိရပါတယ်ပထမဆုံးချိန်ဖုန်ကြီးကျောင်းထဲကိုကျဲသွားတယ်တကြံကာလာတင်ငန်းဝတ်ကြတဲ့ကိုရင်တာမဏိငယ်လေးတပါပြန်လုံတော်မူသွားတယ်ကိုရင်သုံးပါထန်ရပြင်းထန်ရသွားတယ်မကွဲသေးတဲ့ဘုံတိတွေလည်းရှိသေးတယ်လို့တမင်ကျန်ဒေသခံတောင်ကပြောပါတယ်ဒေသခံနောက်တောင်ကနားရ ဲမှာလည်းဒီလီရင်တန်းဒီပဲဆွဲနေတာဘုံကြီးကြောင်ကျဲသွားတော့အခါကြီးရဲ့ကြီးမှာဥပုသ်တီလာတော့မဆောင်ရတော့ဘူးလူစုစုရှိရင်ဘုံကျဲတာတွေကြောက်လို့လို့ဆိုပါတယ် စစ်ကောင်စီတပ်ကအီပီလာစနေရညနေကလည်းတပန်ရင်မြို့နယ်ချက်ခတ်ဖုံးတော်ကြီးကျောင်းကိုလေကျောင်းတိုက်ခိုက်ခဲ့ရာကိုရင်သုံးပါပြန်လည်တော်မူခဲ့ပါတဲ့အဲ့ဒီတိုက်ခိုက်မှုမှာစုစုပေါင်း9ဦးသေဆုံးခဲ့ပြီးထောက်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အီပီနေရမအီပီနယ်စနေရထိအဖြစ်ရထားမယ်လို့စစ်ကောင်စီကကြေညာခဲ့တော်လဲတော်လန်းအင်အားစုတွေကမြေပြင်ထိုးစစ်မရှိပဲစစ်ကောင်စီကလေကျောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေရလို့သတိတိုင်းမှာပြည်သူကာကွယ်ရေးဘော်တွေကပြောပါတယ်။လူတို့ကငလင်ဘေးဒဏ်ကိုခံစားနေရတော်လဲစစ်ကောင်စီတပ်ကမလ28ရက်မှအီပီလာ 17ရက်ထိလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှု100ကြိမ်ပြုလုပ်ခဲ့ကြောင်းအရက်သား112ဦးသေဆုံးပြီး132ဦးဒဏ်ရာရခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG က AP လ12ရက်မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင်စစ်ကောင်စီတပ်က AP လ13ရက်တကြံအကြိုနည်းနဲ့တကြံအကြာနေမနက်ပိုင်းတိမန္တလေးတိုင်းမှာတပိတ်ချင်းမျိုးချင်းပြည်နယ်မှာမင်းတပ်မျိုးရခိုင်ပြည်နယ်မှာကြောက်တော်မျိုးစကိုင်းတိုင်းမှာကန်နီကောလင်းဝင်းသွန်နဲ့ဒဇင်မျိုးတို့ကိုလေကြောင်းမှတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့ငလင်တန်းခံရတော့လဲအေးတကြံဆိုကနေပြည်တော်မှာကျင်းပတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ငလင်တန်းစိုးဝါစွာခန်းစားခဲ့ရပြီးလူအသေးပြောင်များခဲ့တဲ့နေပြည်တော်မှာအေးတကြံပွဲလို့စစ်ကောင်စီကခေါ်ဆိုကျင်းပခဲ့ရာစစ်ကောင်ဆောင်ဖို့ကြောင့်မူကြီးမင်းအွန်လိုင်းနဲ့အဖွဲ့တက်ရောက်ခဲ့ပါတယ်။နေပြည်တော်မြမယူရတကြံပွဲဖွင့်ပွဲကိုတကြံဂျိုနေဖြစ်တဲ့ AB 73ရဲ့နေကမြို့တော်ပေါ်မှာတက်မှာပြုလုပ်ခဲ့ပြီးစစ်ကောင်ဆောင်ဒုတိယစစ်ကောင်ဆောင်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းထွေးတွဲပတ်အတွင်ရင်မှုဗိုလ်ချုပ် ကြီးရဲ့ဝင်ဦးစားသူတို့နဲ့နေပြည်တော်တိုင်းမိုးကာကွယ်ဦးစည်းချုပ်ရုံးမှာအစစ်မြေညာရှိများတက်ရောက်ခဲ့ကြောင်းစစ်ကောင်စီတရင်ဒီမှာဖော်ပြထားပါတယ်နေပြည်တော်တကြံကိုပြုခေပကံခေအင်းဝခေကုံးမောင်ခေယတနာပုံခေစတဲ့ခေ၆ခေတရုတ်ဖို့တင်ဆက်မှုတွေထည့်သွင်းခဲ့တယ်လို့စစ်ကောင်ဆောင်နဲ့ဒေါ်ကျူလာတို့ကတနက်ခါများလိမ့်ချေပေးခဲ့ကြောင်းလဲဆိုထားပါတယ်အဲ့ဒီတကြံပွဲကိုလည်းငလင်ဘေးတခန်းစားခဲ့ရတဲ့ဒေသတွေမှာနိနာဆောင်ရှုံးခဲ့ရမှုတွေကိုစာနာထောက်ထားသောအပြင်အပြော်ပါနဲ့တီဆိုကကုံကျင်းမပါပဲမြန်မာမှုမြန်မာဟန်မြန်မာယူရရှင်ကျင်းမှုအ စင်လာနဲ့အညီရှင်ကြီးတိမ်မွေးအေးချမ်းသာရတဲ့တကြံဖြစ်ကျင်းမာခြင်းဖြစ်ကြောင်းစစ်ကောင်စီကဆိုထားပါတယ်။မလ28ရက်ကလုခတ်ခဲ့တဲ့အင်အားပြင်းကလင်ကြောင်းထိခိုက်ဒေဆုံးခဲ့ရမှုတွေပေါ်စာနာသွန်အပြင်ထိုင်းတန်ယုံနေတဲ့ရှန်ကုန်မျိုးရှိတန်ယုံဝင်အတွင်းမှာကျင်းပမဲ့တကြံပွဲကိုဖျက်သိမ်းခဲ့ကြောင်းကြေညာခဲ့ပါတယ်။ စစ်ကောင်စီကရန်ကုန်မြို့ရှိမြို့တော်ပေါ်မှာတပ်ကိုလည်းဖျက်သိမ်းခဲ့တယ်လို့ငလင်တန်တဲ့ဤပြီးတော့မငလင်ကြောင်းပြိုကျပျက်စီးမှုတွေအတွင်းရှာဖွေကိန်းစိမ်းလုပ်ငန်းများကိုမပြီးဆုံးခင်အေးတကြံလို့ဆိုပြီးကျင်းပနေတာလည်းဖြစ်တယ်လို့တင်ရပါတယ်။နောက်ထပ်တစ်ပုံအနေနဲ့တပိတ်ချင်းနယ်ရွာတွေကိုစစ်အုပ်စုဆက်လက်ပုံကျဲပြီးတပိတ်ချင်းစင်ကူးနယ်မတရားနေတဲ့စစ်အုပ်စုကနေ့စဉ်ဒီပါပုံကျဲတပ်ဖြတ်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်အတွင်းကတိုက်ပွဲနဲ့မသက်ဆိုင်တဲ့ကျင်းရွာတွေကိုအခုရက်ပိုင်းဆေးအုပ်စုကတိုက်လေရင်နဲ့ပုံကျဲတပ်ဖတ်မှုတွေပုံမပြုတ်လို့နေလို့ပြည်သူတွေစိုးရိမ်ကြောင်ရွံ့နေကြတယ်လို့ဒေသခံတွေကပြောပါတယ်။ဧပြီလ17ရက်ည10:00နာရီကျော်ကတပိတ်ချင်းမြို့နယ်ကျန်ရိုးပင်ရွာကိုဆေးအုပ်စုကဂျက်ဖိုက်တာတိုက်လေရင်နဲ့ပုံကျဲလို့ဒေသခံပြည်သူလူထုတင်ရရပြီး Golden Hill KTB အဆောင်ထိကိုက်ပျက်စီးပြီးနွားတကောင်တည်ဆုံခဲ့တယ်လို့ပြည်သူကာကွယ်ရေးအဖွဲ့ပြည်ဦးနှင်ခရိုင်ပါကဖာကသတင်းထုတ်ပြန်ထားပါတယ်။ညာကသုံးပတ်ပတ်ပြီးမှကျဲသွားတာ တည်ရတဲ့တောက်လျှောက်ပုံးနေကျနေတာလူတွေမှာဘယ်နာနေရမယ်မသိဘူးလို့ဒေသခံတအုပ်ကပြောပါတယ်။ကျယိုးပင်ရွာနီမှာရခင်ကရွှေလုံကတ်တွေနဲ့လူစီကားခဲ့တာကြောင့် KTV ဖွင့်လှစ်ခဲ့တာရှိပြီးအဲ့ဒီ KTV အဆောင်ကို ပြတ်မှတ်ထားပုံကျခဲ့တာလို့ဆိုပါတယ်။ April 17ရက်ကလည်းတပိတ်ချင်းမြို့နယ်စရက်ကွင်းကျေးရွာနဲ့ကြောက်ဖြူကျေးရွာတွေကိုစေအုပ်စုကလေကြောင်းတိုက်ခိုက်လို့ဒေသခံနှအုပ်တန်ရရသလို April 17ရက်မှာပဲမဒရာနဲ့ရှီချောင်းပုံရွာကိုစေအုပ်စုကတိုက်လေရင်နဲ့ပုံကျလို့အမျိုးသမီးတအုပ်တင်ဆောင်ပြီးကလေးတငယ်တအုပ်ပါဝင် သုံးတန်ရန်ရတယ်လို့ဒေသခံတွေကပြောပါရယ်အထက်ပါပုံကျဲခံရတဲ့ကြေးရွာတွေကတိုက်ပွဲမရှိပဲအကြောင်းမဲ့ပုံကျဲခံနေရတယ်လို့ဆိုပါရယ်တပိတ်ချင်းနဲ့ပါဝင်စစ်ကူမတရားစတဲ့ပြင်းဝင်ခရိုင်တွေကမြို့ရွာတွေကိုဆဲအုပ်စုကနေ့စဉ်နှီးပါလေကြောင်းပုံကျဲတိုက်ခိုက်နေတာကြောင့်ပြည်သူများအနေနဲ့စကားစနဲ့ဝေးရမှာနေထိုင်ကြဖို့နဲ့လေကြောင်းရန်ကာကွယ်နိုင်ဖို့အတွက်ပုံကုတ်ချင်းတွေတူထားကြဖို့လို့ဆိုအပ်ပါတယ်လို့ပြည်ဦးနေကရပါကဖာကလေကြောင်းရန်တတိပေးထားပါတယ် စေယုစုကအပြင်းရက်မယ်လို့စာထုတ်တဲ့အပြင်းနေရနေ့ကနေ့ရှင်းရနေ့ဒီတပတ်တာအတွင်းစင်ကူးမြို့နယ်တွင်2ကျင်းမရီယာမြို့နယ်တွင်2ကျင်းတပိတ်ချင်းမြို့နယ်မှာ9ကျင်းမိုးကုံမြို့နယ်တွင်2ကျင်းနဲ့နောက်ချုံမြို့နယ်တွင်2ကျင်းစုစုပေါင်း10ကျင်းလေကြောင်းပုံကျဲတိုက်ခိုက်ခဲ့ပြီးဒေသခံတွေထိခိုက်ဒေဆုံမှုတွေရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေး PDF ကထုတ်ပြန်ထားကြောင်းသတင်းမှာဖော်ပြပါရှိပါတယ်ရှင်။